မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ဒီကမ္ဘောဒီးယားကိုအလေသွားခဲ့တော့ကအာဝင်ရောက်လည်လာခဲ့တဲ့ဒီဟေအန်ကောနေရှင်နယ်မ ్యూ ဇီယံဘောနော်ဒီအကြောင်းလေးတွေကနင်းပြပြတော့မှာဖြစ်ပါတယ်ဒီအန်ကောနေရှင်နယ်မ ్యూ ဇီယံကကမ္ဘောဒီးယားနိုင်ငံစင်ရပ်ဆိုရမျိုးမှာရှိတာဘောနော်မြို့တွင်းတွေမှာရှိတဲ့ပြတိုက်တစ်ခုဖြစ်ပါတယ် ပြတ်တရဲဝင်ကြီးကတော့လူကြီးက12ဒေါ်လာ clear 6ဒေါ်လာဖြစ်ပြီးမှဒီအတန်တွင်းဆက်တွေနော်နားထောင်မယ်ဆိုလို့ရှင်တော့9ဒေါ်လာထပ်ဆောင်ပေးပြီးမှအဝင်ရောက်လေ့လာလို့ရတဲ့ပြတ်တိုက်တစ်ခုဖြစ်ပါတယ်ပြတ်တရဲဆောင်းဘုတ်ကလည်းအင်မတန်မှမိုးစံတယ်လို့ပြောရမှာပေါ့နော်ပြတ်တိုက်အန်အန်ကောမျိုးအန်ကောမျိုးဒါပြတ်တရဲဆောင်းဘုတ်ကခမိုင်အင်ပါယာရဲ့ရွှေခေတ်ကိုပြန်လဲ အဲအသက်တွင်ချင်းဆိုပြီးအဲပြောထားတာပေါ့နော်အတူရဲ့ဆောင်ဘုတ်ကလည်းအမြဲတမ်းမမောဆန်ပြီးမှတဘောကြဖို့ကောင်းတယ်လို့ဆိုရပါမယ်ရှင်ပြီးတော့ကျမတို့ရဝင်ရောက်လေ့လာခဲ့တော့ဆိုလို့ရှိရင်ဒီဗုဒ္ဓရုပ်ဘွားတော့တထောင်ပြတ်ခန်းဆိုတဲ့ဒီပြတ်ခန်းဆိုလို့ရှိရင်လဲအဲခရီးသွားတွေကိုအရန်ကိုဆွဲဆောင်ဒီပြခန်းလို့လည်းပြောရမှာပေါ့နော်ခီးသွားတိုင်းရဲ့နှုတ်ဖြာကနေတတတဖြစ်စေတဲ့ပြခန်း ုံစံလေးပေါ့တရားလေးတွေကိုဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပါလိမ့်ရှင်ပြီးတော့သူတို့ဆိုထားတာကဆိုလို့ရှိရင်ဒီအင်းပြတ်တိုက်ပြတ်တိုက်ပြလုထရခြင်းရဲ့အကြောင်းရင်းခန်းဒီခမိုင်ပါရာရဲ့အမှုပညာရင်ကျင်းမှုနဲ့တမိုင်းအကြောင်းများကိုမြင့်တင်ရတဲ့ပညာပေးရန်အတွက်ရည်ရွယ်တဲ့ရည်ရွယ်အဲ့ဒီရည်ရွယ်ချက်နဲ့တိစောက်တာချင်းဖြစ်တယ်လို့ဆိုတယ်လို့ကမ္ဘောဒီးယားရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကိုစူးစမ်းလေ့လာလို့တော့ရှေဟောင်းအနုပညာရှင်ရှေဟောင်းပြည်တုကပညာရှင်တွေကိုရှေဟောင်းပြည်တုကပညာကိုစေဝင်စားတူတိုင်းအခရီးတော်ခရီးတော်ပြီးမှအဝင်ရောက်ခေးတော်ရင်းနဲ့ဝင်ရောက်လေ့လာလို့ရတဲ့ပြတ်တိုက်တစ်ခုဖြစ်တယ်လို့လဲဆိုထားပါဆိုထားတာပေါ့နော် အထူးသဖြင့်ကတော့ဒီကမ္ဘောဒီးယားတွေရဲ့ပြည်သူကနုပညာလက်ရကိုစိတ်ဝင်စားတော့သူတွေအဲရှေခိအမွေနေပစ္စည်းတွေကိုစိတ်ဝင်စားတော့သူတွေလက်လွတ်မခံတင်တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်းဆိုနိုင်တာပေါ့နော် အကောအမြသာဒီပြတ်တိုက်ထဲမှာဆိုလို့ရှင်ရှောင်းပစ္စည်းတွေကိုဆူဆောင်းထိမ့်တိမ့်ထားရုံတာမကပြတ်ဒီလိုပြတ်တာထားတဲ့အတွက်ကြောင့်လဲဝင်ရောက်ချူလေးလာတဲ့တူတွေအတွက်အရန်ကမှအမ် အဆင်ပြေတဲ့အဲကောင်းမွန်တဲ့တဘောကြစရာကောင်းတဲ့ပြတိုက်တစ်ခုဖြစ်တယ်လို့လည်းဆိုလိုနိုင်တာပေါ့နော်ပြီးလို့ရှိရင်တို့ဒီအဲကျမအဲကျမတို့ငားရံအတုံပြုနိုင်တဲ့ဒီအတန်တွင်းဆက်တွေထဲမှာဆိုလို့ရှိရင်တို့နံပါတ်တွေနှိပ်ထားပြပါနော်နံပါတ်တွေပါတယ်အဲ့ဒီနံပါတ်တွေထဲကနေသင့်ကိုကအဲစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုတစ်ခါတလေလေးပြန်လေးနားထောင်လို့လေးရတာပေါ့နော် သူချိုးနေရတယ်မှာဆိုလို့ရှိရင်သူတို့ဒီရှင်ဟောင်းအမွေနဲ့ပစ္စည်းတွေကိုတူဖော်စင် ကာလာတော့ငါမတန်တင်ရင်ရိုက်ကိုထားတော့အာအရာတွေကိုမတန်ရုပ်ရှင်အနေနဲ့ပြန်လဲပြတ်သားထားတဲ့ပြပြခန်းတွေလည်းရှိရပေါ့နော်အဲ့ဒီနေရာတွေမှာလည်းကျမတို့ရောက်ကြည့်ရှုခွင့်လည်းရခဲ့ပါတယ်ရှင်အမ်ဒီအနုပညာဒီဘီတုကအနုပညာလက်ရာတွေကဒီရှေ့ရှေ့ကေ အနုပညာပိတုကပညာရှင်ပေါ့နော်ဒီပိတုကပညာရှင်တွေရဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရဆိုလို့ရှိရင်900ရာစုကနေ14ရာစုအတွင်းမှာအဖန်တီခဲ့တဲ့အနုပညာလက်ရာတွေပိတုကအနုပညာလက်ရာတွေဖြစ်တဲ့ဆိုပြီးဆိုထားတာပေါ့နော်ပြီးလို့ရှိရင်ဒီအအကောပုံတူဒီအရာလေးဆိုလို့ရှိရင်လည်းတို့ကဒီနေရာမှာဆိုတော့9မိနစ်လောက်ပဲမြင်းရဖွင့်ထားတယ်ဂျန်နေချိန်ဆိုလို့ရှိရင်မြင်းပိတ်ထားတာပေါ့နော်ဒါလေးတွေကလည်းအဲပြတ်တိုက် ပြတ်တိုက်ရဲ့အဲဆွဲဆောင် ပြတ်တိုက်ကိုဆွဲဆောင်စေတဲ့အဲပြတ်တိုက်ကိုဆွဲဆောင်စေတဲ့အရာတစ်ခုဖြစ်တယ်လို့ကျမတို့မြင်တာပေါ့နော်ဒီမှာတို့အရန်တော်ကြီးကြီးတဲ့အဲအနုပညာပိတုကလေးရကအဲတေးကြောက်ပေါ့နော်တေးကြောက်တွေနဲ့ပြပြန်ဖန်တီးထားတဲ့ဟာတွေဆိုလို့ရှိရင်အင်းတမန်နာမီကြီးပါလေအဲရှေခိတီအဲတို့ဒီအဲဒီခမာရရဲ့ အဲဗီတုကအနုပညာလက်ရာတွေလည်းအင်မတမခန္ဓာကြည့်ကြည့်ပြီးမှထေဝါကိလေဆိုတာဒီသူရရှေးခေအမွေနဲ့ရှေးဟောင်းအမွေနဲ့ပစ္စည်းတွေကိုမီယိုနဲ့ခမနိုင်တာပေါ့နော်တရားရဆိုလို့ရှိရင်အန်ဂေါတုံရဲ့ဝိညာဉ်ပြတိုက်ပြခန်းဆိုပြီးမှဖွဲ့ဖွဲ့ထားပေးတဲ့အခန်းတွေပေါ့နော်ဒါလေးတွေကိုလည်းကျမတို့အာအရန်ကောင်မရင်ခုံစိတ်လှရှားစွာနဲ့ဝိညာဉ်ကြည့်ရှုလေးလာခွင့်ရခဲ့ပါတယ်ရှင်ပြီးတော့ ထူးခြားတာကသူတို့ကဒီအမျိုးသမီးတွေရဲ့ဝတ်စားစင်ရင်ပုံအထူးတစ်ဖြစ်ပေါ့နော်အမျိုးသမီးတွေရဲ့ဝတ်စားစင်ရင်ပုံ ပြောင်းလဲဒီအမျိုးသမီးတွေရဲ့စင်ရင်ထုံးဖွဲ့ပုံအစစ်စစ်ပြောင်းလဲလာပုံတွေကိုလည်းအဲဒီအဲဘဘူးရုပ်လေးတွေထုတ်ပြီးမှဖန်တီးထားတာလေးကိုမြင်ရတာတဘောကြမိပါတယ်ရှင်ဒီ အဲပြီးတော့စပီစပီတွေပေါ့နော်သူတို့ဒီချက်ခေကနေဘလို့ပြောင်းလေဖြစ်လာတယ်ဆိုတဲ့ဟာတွေကိုဖျော်ပြတတ်ထားတာတွေလည်းမြင်ခဲ့ရပါတယ်လေလာခင်ရခဲ့တာပေါ့နော်ဒီပုဒ်တစ်ပင်ပေါ့နော်ပုဒ်ရဲ့ဝိညာဉ်တစ်ပင်ဆိုပြီးမတချို့တင်စားခေါ်ကြတဲ့နေရာတွေပေါ့နော်အဲ့ဒီအခန်းတွေဆိုလို့ရှိရင်လည်းရန်ကုန်မှာအာစိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အထူးသဖြင့်ကျွန်မအာပြောမယ်ဆို review ပေးတင်တာကတော့ အန်ကောဘုတ်ကိုတွားလေးလာရင်နဲ့တွားကြည့်ရင်နဲ့ဒီအန်ကောဘုတ်ပြတ်တိုက်ကိုဟောလဲဝင်ရောက်လေးလာကြည့်ရှုခြင်းအပြင်သူတို့ရဲ့တမိုင်းအကြောင်းအရာလေးတွေကိုသိရှိနားလေသိရှိနားလေနိုင်တယ်လို့ကောင်းဝင်တဲ့ဒုတာယတာတွေလည်းအဲရရှိစေမှာဖြစ်ပါတယ်လို့ကျမတို့ညွှန်းချင်ပါတယ်ရှင်ဝင်ရောက်ကြည့်ရှုပေးသူအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်